ဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့လဲเนาะပြန်ကနန်းနေကဝင်ရှုပ်တဲ့အခါကျတော့တပွဲပဲကျွန်တော်တို့အားကိုးလဲရတာဗောနော်ပြန်ကနန်းက30နဲ့1 1 3ပြီးတော့3 1ဆိုပြီးတော့အဲ့လိုကြီးပဲကတ်ရိုက်နေရနော်အဲ့တော့ကျွန်တော်တို့ကဒီမှာမင်းမနေ့ကကျွန်တော်ပြောခဲ့တဲ့အထက်မှာဆိုရင်ဒီထိတ်ထိတ်မှန်ခဲ့တယ်เนาะကီးရဒီကီးမှာကျွန်တော်တို့မနေ့ကောညောင်မှန်တယ်အဲ့မှာကျွန်တော်ထူးထူးခြားခြားဒီကီးနှစ်ကီးပြတ်သွားခဲ့ပါတယ်เนาะဒီကီးနှစ်ကီးပြတ်သွားခဲ့တယ်เนาะကျွန်တော်တို့ဒီမှာ ဝမ်းကျင်းအနေနဲ့လည်းဒီဝမ်းကျင်းကကျွန်တော်တို့အာမကိုရသေးဘူးကျွန်တော်ကလည်းဒီလိုပဲတွေ့တယ်ဘာဖြစ်လို့လဲအာကိုအဲဆိုကျွန်တော်ကဇက်တိုက်ကိုဟိုပေါ့အချိန်30မှန်မှာဆိုတော့ဒီကောင်ကအခုမှ16 5ချိန်ပဲရှိသေးတယ်အခုဒီချိန်ဖောက်တယ်ဒါဆက်ပြီးတော့ကြည့်ရသတိထားကြည့်အောင်ပါဘောနော်ဒီကောင်ကတော့16 5ချိန်မှာအခုဆိုရင်ဇက်တိုက်အောင်နေပေါ့နော်မနေ့ကလည်း3ညနေပိုင်းမှာ8နော်အောင်ခဲ့တယ်ဗရိတ်တွေကလည်းဒီတိုင်းပဲနော်4ဗရိတ်ဟာလားဟာ sorry 4ဗရိတ်တွေနော်ဟာလားအောင်ခဲ့တယ်နော်အဲ့တော့ကျွန်တော်တို့ဒီမှာ ဒီအခွေရလည်းကျွန်တော်ကအာယူရိုက်လိုက်တာ88ဆိုပြီးအာယူရိုက်လိုက်တယ်เนาะဒါပေမဲ့ထွက်သွားတော့68ဆိုပြီးကျွန်တော်ထွက်သွားခဲ့တယ်ဒါပေမဲ့အခွေအနေနဲ့တော့သူကနေသူအောင်သွားခဲ့တယ်ပေါ့เนาะနောက်တစ်ခါကျွန်တော်တို့ဒီတန်းလေးအဲဒီတန်းလေးကလည်းတစ်ခါအခုဆိုရင်60နဲ့8ဟာလာအဲ့တော့၄ချိန်အထိဒီတစ်ပတ်မှာအောင်သွားခဲ့တယ်เนาะပြီးခဲ့တဲ့တစ်ပတ်ကပဲဒီချိန်နဲ့ဖြစ်သွားတာเนาะကျန်တာတွေကတော့2ချိန်3ချိန်4ချိန်เนาะရှိခဲ့ပါတယ်အဲ့တော့ကဲစကားတွေအများကြီးပြောတော့ဘူးကျွန်တော်နည်းနည်းလေးခက်တွတ်တွတ်ကလေးတွားမယ်ကျွန်တော်ဘာလို့လဲနည်းနည်း ောင်းနဲ့မကောင်းခြင်းလို့ပါ။ကဲအဲ့တော့ကျွန်တော်တို့ဘယ်ကစမလဲဆိုရင်669ကနေစပါမယ်။ဟုတ်တယ်နော်။669 669 6359 6359 3952ခုနှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တို့တွက်ပါမယ်အဲ့ဒါလေးကိုတွက်မယ်ဆိုတဲ့အခါကျတော့ဘယ်လိုတွက်မလဲဆိုရင် ဒီခွန်ရဲတဲ့ဒီ9ရဲ့ပေါင်းပါမယ်တဲ့အဲ့တော့ခွန်အပေါင်း9ညီမကြီး2နေ့ရပါဝါခွန်ခွန်ရဲ့နှက်ခက်က3ည2ခွန်3ညဆိုတော့ကီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတော့ကြည့်လိုက်ရအောင်တစ်တစ်တစ်တယ်မအောင်ပါဘူးဗျာ3ခွန်3ခွန်နဲ့3ခွန်မှာတော့ကျွန်တော်တို့ခွန်3လုံးထိပြီးတော့အောင်ခဲ့ပါတယ်မျိုးတို့နော်ကဲနောက်တစ်ပြင်တော့တွက်ပါမယ်8 4ခွန်8 ရှိလေခွန်ရှိနေငါ2300နေငါ2300 2300 3500တိကု3500တိကုဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်အဲ့ဒါကိုတွက်မယ်ဆိုတော့ကကြတော့ခွန်ရဲ9ရဲ့ပဲပေါင်းအောင်ပါမယ်တဲ့အဲ့တော့ခွန်အပေါင်း9ညီမကြီး2နည်းပါဝါခွန်ခွန်ရဲ့နှက်ခက်က3ည2ခွန်3ညဆိုတော့ကြီးဆုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲကြည့်လိုက်ရအောင် ငါခွန်နဲ့ငါခွန်မှာကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ်63ရ63ညရယ်63ညမှာလဲ3ညတလုံးထိပြီးတော့ညရောမနေ့ကောအောင်ခဲ့ပါတယ်ဗျကဲနောက်တစ်ပြန်တပမယ်နှစ်ခွန်3ခွန်နှစ်ခွန်3အာ3ခွန်ဟုတ်တယ်ထားလိုက်ပါတော့3ခွန်ရေးပြီးသားဖြစ်သွားပြီနော်နောက်တစ်ခါတညာလေးကို3ညာ တော့ည၄ကိုတုံညစိတ်ကအလိုခွေလေးအဲ့တော့နောက်တစ်ခါခွန်လေးကိုကိုခွန်လေးကိုကိုဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့တော့ကျွန်တော်မင်းလေးပြောင်းရအောင်မယ်အချိန်ကြီးဖြစ်သွားတာပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီနဲ့ဒီနဲ့ကိုပေါင်းပါမယ်၃နဲ့၄နဲ့ကိုပေါင်းမယ်၃အပေါင်း၄ညချင်းခွန်ခွန်ရဲ့ပါဝါ2 2ရဲ့နှက်ခက်က4ခွန်2 4ဆိုတဲ့ကြီးဆုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လဲရအောင်တိ6တိ6တယ်မအောင်ပါဘူးဗျာခွန်ရှိခွန်ရှိတခွန်ရှိမှာတော့ကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးလို့ကဲနောက်တစ်ပြန်တပမယ်3468 3468 68 33 68 33 9098 9098 68ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့လီကိုတွက်မယ်ဆိုရင်ဒီ6နဲ့1နဲ့ပေါင်းပါမယ်6အပေါင်း1ညီမချင်းခွန်ခွန်ရဲ့ပါဝါ2 2နဲ့ခက်က4ခွန်2 4ဆိုတဲ့ကီတုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဗာထွက်သွားသလဲဆိုရဲခါကြတော့ခွန်ခွန်နဲ့ခွန်ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်။တင်ငါတင်ငါတဲ့တင်ငါမှာတော့မအောင်ပါဘူးဗျ။ကဲနောက်တစ်ပြုံးတွက်ပါမယ်။ 坤西西恰，坤西西恰，西恰，李坤西李，李坤西李，巧坤的坤，巧坤的坤，所以这里没有见到出他话的。အလီဝတ်ပါမဲတမဆွဲကကြဒီရှင်းနဲ့ဒီခွန်နဲ့ပေါင်းရှစ်ပေါင်းခွန်ညီမချင်းငါငါရဲ့ပါဝါ၃ည၃ညရဲ့နှက်ခတ်ကခွန်ငါ၃ညခွန်ဆိုတော့ကြီးသုံးလုံးဒီပြန်မထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာထွက်သွားလဲကြည့်လိုက်ရအောင်နိ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 တယ်မအောင်ပါဘူးဗျာဘာ 53နဲ့53မှာတော့ကျွန်တော်တို့၅တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြောင်းတက်ပါမယ်26တုံညာခွင်26တုံညာခွန်52 16 52 16 16 84 16 84လေးဆိုပြီးကျွန်တော်ဒီလိုမျိုးထပ်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့3ညနဲ့6နဲ့ပေါင်းပါမယ်3ညအပေါင်း6ညီမြချင်း6ပါတဲ့ 6ရဲ့ power တတရဲ့နခက်ကရှိ6တရှိဆိုတော့ကြီးဆုံးလို့ဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်ဘာကြီးထွက်သွားတဲ့ဆိုရဲ့ခါကြတော့ရှစ်ခွန်းရှစ်ခွန်းနဲ့ရှစ်ခွန်းမှာကျွန်တော်ရှစ်တလုံးထိပြီးအောင်ခဲ့ပါတယ်9နှစ်9နှစ်တဲ့9နှစ်မှာတော့ကျွန်တော်တို့မအောင်ပါအောင်ဗျလည်းနောက်တစ်ပြောင်းတွက်ပါမယ်0533 0533 3926 3926 သုံးညာနှစ်ရှစ်သုံးညာဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲလိုတွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျနှစ်နဲ့သုံးနဲ့ပေါင်းအဲသုံးနဲ့နှစ်နဲ့ပေါင်းသုံးအပေါင်းနှစ်ညီမြချင်း၅၅ရဲ့ပါပါသုံးညာသုံးညာရဲ့နှစ်ခက်ကခွန်၅သုံးညာခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာဘာတွေထွက်သွားလဲကြည့်လိုက်ရအောင်၈ငါး၈ငါးတဲ့၈ငါးမှာကျွန်တော်တို့၅တလုံးထိပြီးအောင်ခဲ့ပါတယ်ကိုငါတဲ့ကိုငါမှလည်းငါးတလုံးပဲထပ်ထည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ ကဲနောက်တစ်ပြန်တွေ့ပါမယ်6965969699899နှစ်တဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်ထားပါတယ်အဲ့ဒါကိုကျွန်တော်တွေ့ပါမယ်တွေ့မယ်ဆိုရခါကျတော့9နဲ့10နဲ့ပေါင်းခွန်ကိုနဲ့ရှင်းနဲ့ပေါင်းပါမယ်ကိုအပေါင်းရှင်းညီမြချင်းခွန်ပါတဲ့ခွန်ခွန်းပါဝါ2 2နဲ့ခက်က4ခွန်2 4ဆိုရကီ3လုံးဒီဘေးမှာထွက်ရမယ်တဲ့အဲ့မှာဘာထွက်သွားလဲဆိုရခါကြတော့ ခွန်ခွန်နဲ့ခွန်ခွန်မှာခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်၄၅၄၅တဲ့၄၅မှာလည်းကျွန်တော်၄တလုံးထိပ်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်မျိုးတို့ကဲအဲ့လိုညာမနဲ့ဒီမှန်နေတဲ့ကီးလေးကိုကျွန်တော်တောက်ကြနေအတွက်ထုတ်လိုက်ရအောင်ဗျာ A3 3ညာခွန် A3 3ညာခွန်2513 2513 3168 3168ဆိုပြီးကျွန်တော်ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါလေးကိုကျွန်တော်တွက်ပါမယ်တွက်မယ်ဆိုတဲ့အခါကျတော့3ညာနဲ့1နဲ့ပေါင်း ုံညာအပေါင်း1ညီမချင်း1တစ်ပါဝါ6 6နဲ့အနက်ခက်က9တစ်69ဆိုတဲ့ကီတုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ကီထိတ်ကလေးတွေနဲ့ညှိလိုက်ရအောင်ကီထိတ်ကတော့ဒီကနေ့အောင်မြင်ထားတာလေအမျိုးတို့တည်ပါတယ်เนาะအော်ကီထိတ်ကတော့ဇက်တိုက်ကလေးကိုအောင်မြင်နေပါတယ်ဗျာเนาะအဲ့တော့ကျွန်တော်တို့မနေ့မှငါအတွက်ကီထိတ်မနက်မှငါအတွက်ကီးထိတ်ကကျွန်တော်တို့ဗာရရတယ်ဆိုတဲ့အခါကျတော့ 6ပါတဲ့နော်အခုကီယိုယိုက169ပါတဲ့169ဟောအတူတူကြီးပဲဖြစ်နေတယ်တဲ့အတူတူကြီးပဲဖြစ်နေတဲ့အတွက်အပူထွက်ရင်ထွက်မထွက်ရင်65အ69တို့61တို့ထွက်เสียရပဲရှိရပါတော့အဲ့ဒါ61တို့69တို့ကြိုက်တဲ့လူတွေလည်းထိုးကြပါတော့အဲတကယ်လို့6169ဟောတာထိုးတော့ထိုးတင်နေဗျဘာဖြစ်လဲဆိုတော့နောက်တစ်ခါမာစတာကီးလာမယ်နော်မာစတာကီးမှာဆိုရင်ကျွန်တော်ဗာရရတယ်ဆိုရင်၄နှစ်ကို 6ဟုတ်ပြီနော်၄နှစ်ကို6နောက်တစ်ခါက6ကို၄တဲ့ဟောအပေါ်အောက်ကဆိုခုနပြောသလိုပဲနော်ဟိုဟိုက6 6တိဆိုလဲဒီမှာရိုက်လို့ရတယ်နော်6တိတို့6တို့ရိုက်လို့ရတယ်နော်အမျိုးလိုဟုတ်လားကြိုက်ရင်ထည့်ထိုးနော်ကျွန်တော်ကတော့ဘယ်လိုတွဲပြီးကစားမလဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အမျိုးတို့မှတ်မိတယ်နော်ဒါပဲဒီကောင်ကတော့ အပြင်ရှည်ကြီးလည်းမှန်နေတဲ့တို့တော့ညာလည်းကျွန်တော်တို့ညာသက်ပံအတွက်နီးဖြစ်တဲ့အတွက်ကျွန်တော်တို့မှန်တာတော့တော်တော်ကြီးကိုအချိန်ပေါင်းများများစွာမှန်ခဲ့တာကျွန်တော်ရဲ့လူဟောင်းတွေအကုန်သိတယ်เนาะအဲ့တော့ကျွန်တော်ကဒီမှာဒီပရိတ်နဲ့ဒီပရိတ်ညနေပိုင်းပရိတ်နှစ်ခုပရိတ်တူပရိတ်ရိုက်ပြီးဟေးဆိုရင်တဲ့ကျွန်တော်တို့ဗာလဲဝမ်းကျင်းကနှစ်ခွန်တပြားထိရပါမယ်တဲ့เนาะဝမ်းကျင်းနှစ်ခွန်ပေါ့เนาะနှစ်ခွန်ဆိုတဲ့တပြားထိရပါမယ်တဲ့ကဲအဲ့တော့ကျွန်တော်ကတော့ဒီကနေ့ဟို လွတ်တော့လဲလွတ်ပေါ့ဗျာပေါက်တော့လဲပေါက်ပေါ့အဲ့တော့ကျွန်တော်ကတော့နင်းနေနဲ့ကြဲကြဲဝိုင်းတာမဟုတ်မဟုတ်ပဲねဒီခါတော့အကွက်စိတ်ကလေးနဲ့ရိုက်ကြည့်မယ်အဲ့တော့ကျွန်တော်တို့ကီးထိတ်ကိုကျွန်တော်နှစ်ခွန်နဲ့ပဲကတ်မယ်အမျိုးတို့လည်းကြာရင်ကတ်ပေါ့နော်အဲ့တော့ကီးထိတ်ကိုကျွန်တော်နှစ်ခွန်နဲ့ပဲကတ်မယ်ဆိုရင်6နှစ်ခိုးခွန်6ခွန်6နှစ်ခွန်6ခွန်6ခွန်10နှစ်10နှစ်10ခွန်အဲ့တော့ကျွန်တော်တို့ဒီလိုလေးရတယ် ဒီလိုလေးရတဲ့အခါကျတော့ကောင်းပြီကျွန်တော်တို့ကဘာပြောကျင်လဲဆိုတဲ့အခါကျတော့ကျွန်တော်တို့အမျိုးတို့တည်ပါတယ်နော်လေကိုဘရိတ်လေကိုဘရိတ်ဒီကဇက်တိုက်ကိုဆင်းနေတယ်ပေါ့နော်ဒီမှာလေကိုဘရိတ်ဒီဒီ55နေစားလေကိုဘရိတ်ကြပြသွားရင်နဲ့နှစ်6ဆိုတော့ဆင်းရမယ်ဆိုပြီးတော့တပင်ကျော်မှာပဲကျွန်တော်တို့လေဘရိတ်ပြဆင်းတယ်နောက်တော့ကဒီမှာဒီလေဘရိတ်ကြောင့်ကျွန်တော်တို့နှစ်6ဆင်းရမယ်ဆိုဒီမှာလေဘရိတ်ဆင်းတယ်ဒီ ဒီ၄ဘရိတ်ကြောင်း၄၄၆၆ကဒီမှာဆင်းတယ်ဆိုရင်ဒီ၄ဘရိတ်ကြောင်း၄၄၆၆ကထပ်ဆင်းအောင်မလားတဲ့ထပ်ဆင်းမယ်ဆိုရင်၄၄၆၆ဆိုတဲ့ဘရိတ်ရှိပါတယ်တဲ့၄၄၆၆ဆိုတဲ့ဘရိတ်က၃ရက်တွင်မှထွက်ရပါမယ်တကယ်လို့ဥပမာကြော်သွားခဲ့ရင်တော့တနင်္လာအင်္ဂါမှာကျွန်တော်ဒီကောင်ထွက်နိုင်နေပေါ့နော်အဲ့တော့ညီမပြန်ကြည့်မယ်ဆိုရင်၄၄၆၆နဲ့ပတ်သက်လို့ဆို69တကွက်ပဲရှိတယ်ဟုတ်ပြီနော်69တကွက်ထဲဟိုပဲထိုးမလားဒါတို့ဒီမဟုတ်ကျွန်တော် ပိုက်ပါမှာကျွန်တော်ပတ်တိကရုတွေမှာကျွန်တော်အမြဲတမ်းပေးပါတယ်ဒါတပတ်စာပတ်တိကတ်ကတ်တွေကိုကျွန်တော်ရောင်းပေးတဲ့ကတ်ကလေးဖြစ်ပါတယ်အဲ့ကတ်ကလေးမှာဆိုရင်ဒီတပတ်တော့ဘာဖောင်းဖြစ်တယ်လဲဆိုရဲခါကျတော့ကျွန်တော်တို့အင်္ဂါမကျော်ပတ်တိကိုးရှစ်ကအင်္ဂါမကျော်ပတ်တိကအခုကြမှာကြာသရင်းနေကြမှာလာခက်တယ်နော်ဒီကောင်တစ်ခုဖောင်းဖြစ်သွားတယ်ဒါပေမဲ့ပျောက်တော့ပြက်ထားတော့မပြက်သွားဘူးဗျာအဲ့လိုကျော်သွားတာကြီးရှိတတ်တယ်နော်ဘရူးမကျော်ပတ်တိတုံးရလဲကျွန်တော်တို့ဘယ်မှာထွက်ခဲ့လဲဆိုရင်၄၃ဆိုတော့အင်္ဂါနေ့မှာပဲထွက်တယ်နောက်တစ်ခါတစ်တုံးဆိုပြီးတော့လဲဘရူးနေ့မှာထွက်တယ်နော် အဒီအပြင်ကိုလည်း3တိတို့ပါတို့ထွက်တယ်ပေါ့နော်တပတ်ကြာမပြောက်ပတ်တီးရလဲ၄3ဆိုပြီးတော့ဟုတ်တပတ်ကြာပတ်တီးပတ်တီး3 6ကလည်းကျွန်တော်တို့အင်္ဂါနေ့မှာ၄3ဆိုပြီးထွက်တယ်လို့အခု6 8ဆိုပြီးတော့လည်းတစ်ခါထပ်ထွက်တယ်မပြောက်ပတ်တီး3 8ကလည်းဒီလိုပဲကျွန်တော်တို့အင်္ဂါနေ့မှာ၄3ဆိုပြီးထွက်တယ်လို့ဒီကနေ့6 8ဆိုတာထွက်တယ်ဒီပေးတဲ့အထဲမှာအခွေတွေထွက်တတ်တာကြီးအများကြီးရနော်အဲ့တော့ကျွန်တော်တို့ကိုးတစ်လုံးပဲကြံ့တယ်ဒီကိုတလုံးကလာမယ်မလာမယ်ကျွန်တော်လည်းအာမရတော့မခံတော့ဘူးဘာဖြစ်လို့လဲဆိုတော့ तू ကတပတ်ခါမှာ အဲတလုံးတလေကြံတတ်တာမျိုးရှိပါတယ်နော်အဲ့မှာကျွန်တော်တို့ကြံနေတာကဘာလဲဆိုမွေးပရိတ်မွေးပရိတ်ဖတ်သေးပါအောင်38ပရိတ်အဲ့တော့ကျွန်တော်တို့က38နဲ့ပတ်သက်လာဆိုရင်ဒီမှာကြည့်လိုက်8 3 3 8ဟုတ်ပြီအဲ့တော့ကျွန်တော်ကဒီ၄ခွက်ကိုဒုတိယထားမယ်ဒါပေမဲ့လည်းကျွန်တော်အနေနဲ့အကြိုက်ဆုံးတွေကိုတင်ပြပါဆိုရင်ဘာတွေကြိုက်လဲဆိုအဲ့ဒီမှာ60ခွန်60 60ခွန်ဆိုပြီးကျွန်တော်အဲ့ကောင်ပို့ကြိုက်တယ်ဘာဖြစ်လို့လဲဆိုတော့အခါကျတော့ကျွန်တော်တို့ တောက်ကြနေတိုင်းကျွန်တော်ပြော့ပြော့နေတော့ဝမ်းကြီးဟောနော်တိတ်မငြိမ်သေးလို့ကျွန်တော်ချမပြဘူးဆိုတော့ဝမ်းကြီးကခွန်နှစ်ဖြစ်ပါတယ်တဲ့ခွန်နှစ်ဝမ်းကြီးရှိပါတယ်နော်ခွန်နှစ်ဝမ်းကြီးရှိရတဲ့ကျွန်တော်ဘာဖြစ်လို့နှစ်ကြမှာမယူလဲဆိုတော့ကျွန်တော်ခွန်အမာကိုကိုင်းနေတာနော်ခွန်ကကျွန်တော်တို့ဘာလဲဆိုတော့ဟိုပတ်တီးနော်အများတိုင်းကျွန်တော်ပြောတယ်6နဲ့9နဲ့ပဲပတ်တီးဆိုတဲ့ဟာမှာအခုတော့6တကြိမ်ခွန်9ကြိမ်ထွက်သွားပြီပြီအဲ့တော့ကျွန်တော်ခွန်ထပ်ထွက်လေးရုံမထင်တဲ့အတွက်ကျွန်တော်ခွန်ကိုယူခြင်းဖြစ်တယ်ဒါကျွန်တော်ယူတာကိုကျွန်တော်ပြောတာအမျိုးတို့အနေနဲ့တော့ကြိုက်မှာယူမကြိုက်ချင်မယူနဲ့ဟုတ်လား ကျွန်တော်ကတော့ဒါကျွန်တော်ရဲ့ထိုးမဲ့ပုံစံကျွန်တော်လုံးမဲ့ပုံစံဟိုသားလင်းကျွန်တော်တင်ပြခြင်းဖြစ်တယ်ကဲအဲ့တော့ကျွန်တော်ရဲ့ဒီကနေ့တင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်အမျိုးတို့အနေနဲ့လည်းကီးထိတ်ကိုကြိုင်ကီးထိတ်ယူပါကီးယိုယိုကြိုင်ကီးယိုယူပါမာစတာကီးတွေကိုကြိုင်မာစတာကီးတွေကိုယူပါဝမ်းကျင်းကိုကြိုင်လဲဝမ်းကျင်းကိုယူပါဘရိတ်ကိုကြိုင်လဲဘရိတ်ကိုယူပါတဲ့နော်ဟိုကျွန်တော်တပတ်စာပတ်ဒီတဲမှာပေးထားတဲ့ဘရိတ်က၃ရှင်းနော်အဲ့ဒါဒီကလည်းရှိနေရမထွက်သေးလို့ဒါမှမဟုတ်ကျွန်တော်ကဒီမှာ၃နဲ့ရှင်းတဲ့ပတ်သက်တာကိုကျွန်တော်ယူတယ်ဒီမှာ ကိုကြခွန်ကတော့ဒီမှာလေးကိုနေ့လေးကို60ပြိတ်နဲ့ကိုင်းညီလို့ယူချင်းဖြစ်တယ်ပေါ့နော်။ကဲအဲ့တော့ဒီကနေ့ကျွန်တော်ရတင်ဆက်မှုတွေကဒီလောက်ပဲဖြစ်ပါတယ်။အားလုံးနောက်ဆုံးပိတ်အိတ်နဲ့လွယ်ပျော်ရွှင်နိုင်ကြပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ကျွန်တော်ဒီဗီဒီယိုခိုင်းလေးကိုဒီမှာလေးမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ။